မင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားတော့တိတိဆန္ဒဒေဝီလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းသုံးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတိတိဆန္ဒဒေဝီအပိုင်းသုံးကိုတတ်နိုင်သည် စက္ကုစုပ်ကိုအမှတ်မတင်ထိုးထုတ်ယူလိုက်ပြီးဖြန့်ကြည့်လိုက်မိသည် အပြာရောင်လွင့်ပြေစားပြုတ်နေသောစက္ကုစုပ်သည်နှစ်ပိုင်းပြက်လို့နေပါဆုံနေသည်ကိုတတ်နိုင်ကဆုံနေသော အပိုင်းနှစ်ခုကိုဆက်ပြီးဖတ်ကြည့်လိုက်သည် တောအချိန်တွင်တိရိစန္ဒာဒေဝေရုတ်ထုကြီးဤလက်ပေါ်ရှိဗရံများမှမိခိုးလုံးကြီးထွက်လာသည်ကိုမြင်ရသည် အဖိုးကြီးဤခတ်ထန်သောဒေါသကြောင့်မိရောက်တစ်ဖြက်ဖြက်ထွက်လို့မြမျက်လုံးကတောက်ပြီးနေသည်တာယာချွလွင်သောအတန်ပြောက်ွယ်ပါဒုက္ခိတအစွန်အအအကြီးဖြစ်သွားချပြီဖြစ်တော့ငါဇနီးစန္ဒာဒေဝေသည်တဏှာစပွင့်ကိုရင်အဖိုးကြီးရှည်ရင်မှထိုင်ကရှစ်ကိုကြော်လိုက်သည် အဖိုးကြီးသည်ဒေါသဖြစ်သောကြောင့်မီးရောင်ထွက်နေသောမျက်လုံးကမုံမှိုင်းသွားသည်မျက်ရည်တွေ့တွေ့ကြရင်ဆာရွက်စုပ်ထဲမှအီးများနောက်သာဖက်ရတော့၏သို့တော်ကိုတတ်နိုင်သည်ဓရေဖြင့်ရေးထားသောစာဖြစ်၍တကြောင်သူဖခင်ရေးခဲ့သည်ဆိုသောမှတ်တမ်းပင်ဖြစ်မည်ကိုအတက်သိလိုက်သည်ဆာရွက်ကိုယူရမြန်လို့စွာလက်ဖြင့်စုပ်ကင်ကထိုကဲ့သို့သောဆာရွက်မျိုးရှိနေသေးသလားဟုသောစိတ်ဖြင့် အခန်းတစ်ခုလုံးတောင်းကြိုတောင်းကြမကြံရှာကြည့်သည်စာအုပ်တွေကိုဖွင့်၍၎င်းစာအုပ်တွေအကြားမှ၎င်းတေချာစွာရှာကြည့်သည်သို့တော်သူတွေ့ရှိထားသည့်စာရွက်နှင့်တူသောအရာကိုမိသည့်နေရာမှာမှမတွေ့ချေစိတ်ပြက်အာရော့ခြင်း မျော်လင့်ခြင်းရောပြိုးနေသောစိတ်ဖြင့်တွေ့နုံနုံဆက်လက်ရှာဖွေနေစဉ်ဒေါ်လာတင့်ကဝင်လာသည်မင်းဒီအခန်းနဲ့တပြည့်စည်းလဲနေတာကြာလုံးလို့ငါဝင်လိုက်လာတာမပြီးသေးဘူးလား ဒေါ်လာတင်ကမေးရင်ကိုတန်းနိုင်လက်ထဲမှာစုံမမျက်နှိုးစွာကင်ထားတော့စာရွက်အစုပ်ပြဲလေးကို တွေးလိုက်သည်မင်းလက်ထဲကဘာများလဲမောင်တက်နိုင်ဒေါ်လာတင်ကမေးလိုက်သည်ဩစက်ခုစုပ်ကလေးလားတပိုင်းတစရေးထားတာကြည့်လိုက်တော့ပုံဝတ္ထုလေးတို့ဖတ်ကောင်းတာနဲ့ကျွန်တော်ဒီစာရွက်မျိုးတွေးအောင်မလားလို့လိုက်ချနေတာမမတင်ကိုတက်နိုင်ကအစဉ်ပြေအောင်ဖြေလိုက်သည်ဘာသာတွေလဲပြာချမ်း ဒေါ်လာတင်က ကိုတက်နိုင်လက်ထဲကစာရွက်ကိုတောင်းတဲ့ပြင်ကိုတက်နိုင်ကပေးလိုက်လေသည်ဒေါ်လာတင်ကဖတ်ကြည့်ပြီးရယ်လိုက်သည်အော်ဒီစာရွက်မျိုးလားတထက်ကြီးကွဲ့ဘာမှတင်တွေ့ခဲ့သေးတယ်စာရွက်စုပ်ကလေးကိုပြန်ပေးရင်ဒေါ်လာတင်ကပြောလိုက်တော့အခါကိုတက်နိုင်မျက်လာသည်မျော်လင့်ခြင်းဝမ်းသာခြင်းဖြင့်ဝင်းလက်သွားသည်ဟုတ်လားမမတင်ကျွန်တော်ဖတ်ချင်ပါတယ်ဘာမှရှိလဲရင် ကိုတန်းနိုင်ကဝမ်းသာအားရမေးလိုက်သည်။အိုးဘာလုပ်ပါလဲ။အလကစာရေးစရာဖြစ်ရှင်နေတဲ့ဂျူတူတူတယောက်ကစိတ်ကူးရင်ပြီးထင်မိထင်ရတွေ၆ရေးထားတာပါကွယ်။စာအုပ်စင်ကိုရှင်းရင်အဲ့ဒီစာရွက်တွေဖိုင်တွဲတွေတွေ့ရတော့မမတင်မျက်စိနောက်လုံးလို့စာအုပ်စင်ရှင်းသွားအောင်ဆွဲဖြုတ်ပြီးရောင်းလိုက်တာကြာလာပြီကွယ်။အခုမင်းတွေ့တဲ့ဆက်ကူစုပ်ကမမတင်ဆွဲဖြုတ်တုန်းကလွင့်ကြကြံခဲ့ပြီးဒေါင်းထဲရောက်သွားတာနဲ့တွေ့ပါတယ်။ တန်ဖိုးမထားပဲပေါ့ပေါ့ဆဆပြောနေသောဒေါ်လာတင်းဤစကားတွေက ကိုတန်းနိုင်နှလုံးသားကိုဓာတုံတုံဖြင့်ကြိတ်လှီးနေတယ်လို့ခံစားနေရသည်ကိုဒေါ်လာတင်းမသိချာချေဒီအခန်းကိုဒီပြည့်စည်လဲတာမြန်မြန်လုပ်ကွယ်နောက်ပြီးမမတင်းကိုငရုတ်သည့်ကြိတ်ပေးစားမှာဩဒေါ်လာတင်းကပြောပြီးကိုတန်းနိုင်ဘာလုပ်နေသည်ကိုအလင်းမယ်ဂယုမဆိုင်တော့ပဲပြန်ထွက်သွားသည်အီယံဖြစ်ကိုပြန်တွေးရင်တငယ်ချင်းတင်မောင်အေးကမေးတော့အခါ ကိုတန်းနိုင်သည်နာကြီးစွာမျက်ရည်ကျမိခြင်းဖြစ်သည်ဘသူကိုရောင်းလိုက်တာလဲဝတ္ထုထုတ်ဝေရောင်းစားတဲ့လူတွေကိုလားရောင်းလိုက်သည်ဆိုခြင်းကိုတံမျိုးတွင်းပြီးတော့တင်မောင်အေးကမေးတော့အခါကိုတန်းနိုင်သည်ဦးကောင်းကိုခါရင်အန်ကျိတ်ပြီးဖြေလိုက်သည်အဲ့ဒီလူတွေကိုရောင်းရင်ငါကျေးဇူးတင်ပါဦးမယ်အခုသူတို့ရောင်းလိုက်တာကစက်ခုအဟောင်းဝယ်တဲ့ကလားတွေတခြားတည်င်းစားဟောင်းစက်ခုဟောင်းနေနဲ့ရောပြီးပိဿချင်းနဲ့ရောင်းပြစ်လိုက်တာ ရောင်နေကက်ကြံရိတ်ခဲ့တဲ့စားပြုတ်စုပ်တစ်ခုပဲညက်ကြံရိတ်ခဲ့လို့မတွေ့ရတာတငယ်ချင်းဖတ်ကြည့်စမ်းပါဦးကိုတက်နိုင်ကအိတ်ထဲမှာမြင့်မြတ်နုံနုံထည့်ထားသောစားပြုတ်စုပ်ကလေးကိုတရွတ်တရထုတ်ပေးသည်တင်မောင်အေးကစိတ်ဝင်စားသွားဖတ်လိုက်သည်ဟာတကယ်စိတ်ဝင်စားစရာကောင်းတာပဲဟေ့အစာအဆုံးများဖတ်လိုက်ရရင်တော့ကွာမိမိဘတွေရဲ့ဘဝဖြစ်စဉ်ဟာဘလောက်များထူးဆန်းလိုက်မလဲနော်လူတိုင်းတိုင်းတော်အောင်ဖြစ်ကြမှာပဲ စာအုပ်ထုတ်ဝေသူတွေကိုရောင်းစားလိုက်တယ်။မင်းပညာသင်စရိတ်တော့ကောင်းကောင်းခုမိမယ်ထင်တယ်။နှမျောဖို့ကောင်းလိုက်တာကွာ။တငယ်ချင်းအတွက်တကယ်ပင်စိတ်မကောင်းစွာပြောနေတော့တင်မောင်အင်းစကားတွေကကိုတန်းနိုင်အဖို့မီးလောင်ရလေးပင့်ရတို့ဖြစ်သွားသည်။စာအုပ်ထုတ်ဝေသူတွေကိုရောင်းတာမရောင်းတာထားလိုက်ပါအောင်တင်မောင်အေးရ။ငါမိဘတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုငါအစာဆုံးဖတ်ရရင်ငါမိဘမျိုးရိုးတွေအဆက်အနွယ်တွေဆွေမျိုးတွေကိုဘသူတွေရှိနေလဲ ဘယ်အရက်တွေတမှနေထိုင်နေဆိုတာသိရရင်ငါ့ဖို့အခုလိုဦးတလုံးတစ်ကောင်ကျော်ဖြစ်နေတော့ဘူးတကယ်ချင်းအခုတော့ကိုတန်းနိုင်ဒီပြောရင်းပင်အန်ကျိတ်ခါမျက်ရည်တွေတွေ့တွေ့ကြလာပြန်ဒီကိုတန်းနိုင်မျက်ရည်ကြသည်ကိုယောက်ျားထံမဲ့မျက်ရည်လွယ်သည်ဟု တင်ပေါင်းအေးကမယူဆနိုင်ချေကိုတန်းနိုင်ဘဝဖြစ်စဉ်နဲ့တွေ့ကြုံခံစားနေရသောစိတ်ဆင်းရဲမှုညှိုးငယ်ချိုးတဲမှုတွေနဲ့ကိုတန်းနိုင်၏အသက်အရွယ်ကိုရှင်းချင်ကြည့်လျင် ဟိုထိုက်ပေသည်ဟုတင်မောင်အေးကထောက်ခံလိုက်သည်တငယ်ချင်းကိုတနာလာတော်လေသူ့အနေဖြင့်ဤကိစ္စကိုမြည်တို့မြမကူနိုင်အောင်ဖြစ်နေသောကြောင့်တင်မောင်အေးက တငယ်ချင်းပခုံးကိုကျူးရကျင်သာသောဖတ်ထားခြင်းအဖြစ်သာဖြစ်သိမ့်နေရှာသည်ကိုတတ်နိုင်သည်အန်ကျိတ်စိတ်တင်းလိုက်ဒီမှာတငယ်ချင်းကိုတတ်နိုင်ကမျက်ရည်ကိုသိမ့်ပြီးခိုင်မာသောလေသာဖြင့်ပြောလိုက်ပြောတငယ်ချင်းရာတင်မောင်အေးကတိုက်တွန်းလိုက်သည် ဆယ်တန်းကိုနှစ်ရှင်းပေါက်အောင်အောင်ငါကြိုးစားမယ်ဆယ်တန်းအောင်ပြီတက္ကသိုလ်ပညာကိုဆက်တင်နိုင်မှုမတင်နိုင်ဘူးဆိုတာကငါအစွမ်းအစပေါ်မှာတည်နေမှာပေါ့လေကုသိုလ်ကံထောက်ပံ့လို့တက္ကသိုလ်ကိုရောက်ရင်လည်းပညာကိုဆက်တင်နိုင်မယ်မရောက်ရင်လည်းရှိတယ်ဘာပဲဖြစ်ဖြစ်မင်းမိဘပြောတဲ့အတိုင်းဆိုရင်ငါအဖေကဗမော်မျိုးစာတီဖြစ်တယ်ငါအမေလည်းဗမော်နယ်တော်တွင်းတနေရာကပဲဖြစ်မယ် မင်းအဖေပြောပြတယ်လို့သိရတာရဲ့ဒီစာရွက်စုပ်ကလေးတဲကတပိုင်းတစဖတ်တာရဲ့ကိုထောက်ရင်ငါအဖေနဲ့အမေရဲ့ဘဝစကြောင်းရာဇဝင်မှာတော်တော်ထူးထူးဆန်းဆန်းအဖြစ်ဖြစ်တွေရှိရမယ်ငါမိဘနဲ့ပတ်သက်တဲ့ရာဇဝင်အကြောင်းကိုတော့ငါသိရအောင်မဖြစ်မနေစုံစမ်းတော့မယ်လို့ငါစိတ်ကိုခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပြီတကယ်ချင်းထိုစကားကိုပြောနေစင်မှာကိုတက်နိုင်ဤမျက်နှာထားနဲ့လေတံဒီ အသက်73နှစ်အရွယ်သူငယ်ကလေးတယောက်နဲ့မတူပဲအရွယ်အရောက်လူလားမြောက်ပြီးဖြစ်သောလူကြီးတယောက်နဲ့တတဝေမသိန်းတူညီနေသည်ဆရာထက်သန်စွာပြောနေသောတငယ်ချင်း၏မျက်နှာကိုငေးဆိုင်နားထောင်နေသောတင်မောင်အေးကကိုတက်နိုင်၏လက်ကိုမြဲမြံစွာဆုပ်ကိုင်လိုက်သည်တငယ်ချင်းမင်းကလက်မခံလို့သာပါပညာသင်စရေးတော့တာမဟုတ်ဘူးမင်းအတွက်ဆိုရင် စားစရိတ်ကောဝတ်စရိတ်ကောငါတို့ကအချိန်မရွေးကူညီဖို့အသင့်ပါတငယ်ချင်းဟာ တင်မောင်အေးကသူ့မိဘတွေနဲ့သူ့စေတနာကိုလှိုင်လဲစွာဖွင့်ဟလိုက်သည်မင်းတို့မိသားစု စေတနာကိုငါကောင်းကောင်းသိပါတယ်ကွာငါကသူများနှက်ခေါင်းနဲ့အသက်မရှူခြင်းလို့ပါတကယ်ချင်းအေးမင်းဆန္ဒရှိတယ်လို့သာလောက်ပါအကူအညီလိုရင်တော့အချိန်မရွေးပြောတော့ဘာမှအာမနာနဲ့ညီအကိုရင်းလို့ချက်တော့တကယ်ချင်းနှစ်ယောက်တယောက်လက်ကိုတယောက်တင်းကျပ်စွာ ဆုပ်ကင်လိုက်ကြသည် ကျောင်းဆောက်ကိုလည်းတစ်ဖက်တစ်လမ်းမှမလေးရင်ဟာအောင်စူးစမ်းကြံမှတ်သည်။စာအုပ်ဖို့နှင့်ကျောင်းလာကရအောင်တန်ရှင်းရေးအလုပ်ကိုလည်းအလုပ်ရှင်ကျင့်တတ်အောင်လုပ်ပေးသည်။ရုံးထွက်၍မရသေးသည့်အချိန်မှာအစဉ်ပြေအောင် နေရမည်ဖြစ်ကြောင်းစဉ်းစားမိ၍ဥပခိုင်နှင့်ဒေါ်လာတင်တို့မညှို့ညင်အောင်အရင်လုပ်ကိုလည်းအကွက်စိတ်အောင်လုပ်ပေးသည်။ဥပခိုင်နှင့်ဒေါ်လာတင်တို့မိသားစုလက်သည့်အခါတိုင်းကိုတက်နိုင်သည့်တအိမ်လုံးကိုအနှံပြားချခွေကြည့်သည်။ တင်မောင်အေးတို့မိသားစုသိရသလားသူသိနေရသည်မှာသူမိဘတွေတေဆုံးကုန်သည့်နောက်ပိုင်းတွင်ဥပခံရောင်းချသောပစ္စည်းတွေသည် အတွင်းပစ္စည်းဟု၍ရောင်းချသည်ကို မကြားဘူးပဲအပြင်ပစ္စည်းဖြစ်သောအိမ်မြေနှင့်ခြံများကိုသာ ရောင်းချောင်းကြားသိကြရသည်အတွင်းပစ္စည်းတွေမရောင်းသည်မှာရောင်းစရာမလိုတော့ကြောင်းဒေါ်လာတင်အလိုကြောင့်မရောင်းသေးပဲတိုးဝက်တင်ထားခြင်းပဲလားရောင်းချလောက်အောင် မကြံခဲ့တော့ကြောင်းမရောင်းခြင်းပဲလား တနည်းအားဖြင့်စဉ်းစားမည်ဆိုလျင်ဥပခိုင်သည့်မွေးစားသားဖြစ်သည်ပညာကိုတင်တော်စိတ်မရှိဘဲပော့ပော့နေပော့ပော့စားဖြင့်မိဘပစ္စည်းကိုဖြုံးတီးသူဖြစ်နေခဲ့ခြင်းကြောင့်မိဘတွေကအတွင်းပစ္စည်းအဖိုးတန်တွေကိုအသည့်အမြင်မခံဘဲလုံခြုံစွာတိုးဝက်ထားခဲ့ခြင်းကြောင့်ဥပခိုင်မတိမြင်လိုက်မရရှိလိုက်ပဲအပြင်ပစ္စည်းတွေကိုသာရောင်းချနေခြင်းဖြစ်လေသလိုမိတို့ပင်တွေတွေကိုတက်နိုင်အဖို့က မိဘအမွေနှင့်ဘာပျက်စီးမှမရနိုင်တော့ကြောင်းကိုအတက်တွေးပြီးဖြစ်သည်တဒံမိတဒံမှမှန်အောင်၍အတက်ရွယ်ကလည်းတနေ့တက်တနေ့လူလားမြောက်လာပြီးဖြစ်တော့ကိုတက်နိုင်သည်အခြေအနေကိုတဘာဝကြကြ တွေးတက်လာသည်ထို့ကြောင့်မိဘတွေတိုးဝက်ထားခဲ့သောပစ္စည်းရှိလျင်တွေးလို့တွင်ကြဥပခိုင်တို့မိသားစု၃ယောက်စလုံးလွတ်လျင်အယံနှံ့ချပွေကြည့်နေတတ်သည်မိတို့ပင်ကိုတက်နိုင်စူးစမ်းချပွေစေကမူ ရှစ်ဆက်ကလဲနေတော့မလာတင်က ကိုတက်နိုင်ရှာတွေ့အောင်ထားမည်မဟုတ်ပေ။ရှမ်းအကျဲကြီးအတွင်ဆောက်ထားသောအိမ်မှာနှစ်ထပ်တိုက်ခံအိမ်ဖြစ်တော်လေ။အခန်းအဖွဲ့ပုံတွေနိုင်ရန်ကားတွေမှာရှင်းလင်းလွန်သည်။ကိုတက်နိုင်မိဘတွေအိမ်သောအခန်းမှာဥပခိုင်တို့မိသားစု၃ယောက်စလုံးအိတ်ကြသည်။ထိုအခန်းထဲမှာပစ္စည်းတိုးဝက်လောက်သောနေရာမရှိချေ။အကယ်၍တိုးဝက်ထားခဲ့စေကမူအိမ်များလောက်ကြာမြင့်သောနှင်းပရိတ်စေတာအတွင်မှာ ဥပခိုင်နဲ့ဒေါ်လာတင်တို့ကညံ့ညံ့ကြည်အောင်ခြာဖွေပြီးဖြစ်လိမ့်မည်ဟုကိုတက်နိုင်ကတွေးသည်တအိမ်လုံးအနံပြားခြာဖွေ၍ဘာမှမတွေ့သောအခါကိုတက်နိုင်သည်ခြာဖွေရေးကို လက်လျှော့လိုက်သည်ပစ္စည်းခြာဖွေ၍လက်လျှော့လိုက်သောအခါကိုတက်နိုင်ဥကောင်းထဲမှတိလိုသောအကြောင်းအရာတစ်ခုက ဝင်လာပြန်သည်တင်မောင်အေးကသူ့မိဘတွေထံမှတိရှိရသည်မပြောပြသည့်စကားများတဲ့တွင်သူ့ဇနီးနာမည်ကိုတီတီဟုဥတ္တမောင်ပြောခဲ့ခြင်း နာမည်၆လုံးအနက်အစာဆုံးအလုံးကိုသာပြောခဲ့ခြင်းဖြစ်သောကြောင့်၎င်းစာရွက်စုပ်ထဲတွင်တပိုင်းတစဖတ်လိုက်ရသော စာထဲတွင်တိရိစန္ဒဒေဝီဟုသောနာမည်ကိုတွေ့နေရခြင်းသောကြောင့်၎င်းဖခင်ကတင်မောင်အေးဖခင်ကိုပြောပြခဲ့သည့်စကားကို ထောက်၍၎င်းမိခင်နာမည်သည်လည်းတိရိစန္ဒဒေဝီဖြစ်နိုင်သည်ဟုတွေးသည်ထို့ဖြစ်လျင်မိခင်သည်မဟာမျိုးမဟာနွယ်မင်းသမီးတစ်ပါးများဖြစ်နေလျော့မလား ဒါကြောင့်စွန့်အားသွားခဲ့ရပါတယ်လေ။ဆာရွက်စုတ်ထဲမှာပါတိအတိုင်ဒေါသဖြစ်နေသောအဖိုးကြီးကြောင့်ပင်စွန့်အားသွားရသလား။အဖိုးကြီးသည်တိရိစန္ဒာဒေဝီနှင့်မိတို့တော်ဆက်နေသည်။ဟူသောအတွေ့တို့သည်ကိုတန်းနိုင်ဦးကောင်းထဲမှာအစချမရအောင်ဖြစ်နေလေလေ။မိဘတွေဤနောက်ကျောင်းရာဇဝင်ကိုသိကျင်လေလေ။သူ့ဘဝအခြေခံအောင်ရည်တည်နိုင်မှာမိဘတွေအကြောင်းကိုကြကြနာနာစုံစမ်းနိုင်မည်ကိုတွေးကစာကြိုးစားလေလေဖြစ်သည်။ တို့နှစ်ပင် တရပီးတရတလာပီးတလာ တနေပီးတနေ့ဖြင့်အချိန်ကုန်လာခဲ့ရမှာ ကိုတက်နိုင်ဆယ်တန်းသို့ရောက်လာခဲ့သည်ဘဝခရီးဤတဝက်ဖြစ်သောပန်းနိုင်ကိုဖျက်ကျော်ရတော့မည်ဖြစ်၍ကိုတက်နိုင်သည်ခါတိုင်းထပ်ပို့ပြီးအထူးကြိုးစားသည်ဤအချိန်မှာရှမ်းတွေမြေတွေအိမ်တွေကို ရောင်းချပြီးအလုံးမလုံးပဲကြော့ကြော့လေးထိုင်စားနေကြတော့ဥပခိုင်နဲ့ဒေါ်လာတင်တို့သည် ကျယ်ဝန်းသောချမ်းမြေကြီးထဲမှာဟင်းသည်ဟင်းရွက်ဆိုင်ခင် ။တန်းကင်းဆာပြိုးခြင်းဖြင့်အိမ်စရိတ်ခုကာမိအောင်စိတ်ကူးရလာကြသည်။ထိုစိတ်ကူးကို အကောင့်ထဲဖော်ရမှာ ကိုတက်နိုင်ကိုပင်အသုံးပြုကြသည်။သို့သောကိုတက်နိုင်သည်သူ့ရည်မှန်းချက်ဖြစ်သောဆယ်တန်းစာမေးပွဲကိုချော့ချော့မောမောအောင်နိုင်ရန်အတွက်စာချက်ချင်းကိုအပြတ်မခံချေအချိန်ရသည့်အခါမှသာလုပ်ပေးသည်။သူတို့ခိုင်းတိုင်းမလုပ်နိုင်သောအခါဥပခံရောဒေါ်လာတင့်မှာညှဉ်းညင်လာကြသည်သူတို့ညှဉ်းညင်သည်ကိုတိတော်လဲကိုတတ်နိုင်သည် နောက်ဆုံးအတူနေရမည့်အကြိမ်ဖြစ်သောကြောင့်ယခင်ကကဲ့သို့ဖျားဖျားတုံအောင်ဖြစ်မနေတော့ပဲအေးအေးမှန်မှန်ဖြစ်တာလုံနိုင်သမျှကိုသာလုပ်ပေးနေသည်မှန်းချက်နှင့်နန်းထွက်မကွာဆိုသောစကားအတိုင်းဆယ်တန်းစာမေးပွဲကို၅ဘာသာဂုံတူးဖြင့်အောင်းလာသောကိုတတ်နိုင်ကပညာထူးချွန်သူဖြစ်၍အစိုးရအထောက်ပံ့စရိတ်ဖြင့်တက္ကသိုလ်ပညာကိုဆက်တင်နိုင်အောင်ကျောင်းဆရာကြီးကစေတနာရှိထားပြီးဆောင်ရွက်ပေးနေပြီဖြစ်ရာ ကိုတနန်ဤဘဝရှိရေကအလင်းရောင်ဖျားနေလေပြီ ထိုအခါတွင် မလတင့်ဤမမတင့်မောင်လေးကတိတ်တော်တာမောင်လေးအတွက်မမတင့်တို့တိတ်ခုံယူမိတာပဲဟိဒါမှမမတင့်မောင်တို့လက်မထောင်လိုက်ရတာတကယ်အရသာရှိတာပဲဘာကြောင့်မောင်လေးအခုလိုပညာရေးမှာ ချောချောမောမောဖြစ်သွားလဲသိလားမောင်လေးဦးတော်ဒေါ်လာတင့်ဤပြရပါသာတာယာနာပြောပွဲစကားတွေကဆန်းရည်စည်းတံလိုချောချောလွင်လွင်မြည်လာသည် ကျွန်တော်မသိဘူးမမတင်စိတ်ထဲကမေတ္တာစေတနာမရှိတော့ညာလေသူကချိုချိုသာသာပြောလာလေရင်ကိုကလည်းအလိမ်မာဖက်ခါရင်ရင်ကြီးကြီးတုံ့ပြန်ရမည်ကိုစဉ်းစားမိတော့ကိုတတ်နိုင်ကကောင်းကောင်းမွန်မွန်ပဲပြန်ပြောလိုက်သည်ဩမောင်လေးကမိတ်တဲ့យ៉ាងကိုကွယ်မောင်လေးចောင်းဆက်နေနိုင်အောင်မမတင်ကိုညီခဲ့လာလေမောင်လေးမေ့နေပြီလားဒေါနာတင်စကားကမသိသူအဖို့ចောင်းပညာတင်စရိတ်ကိုပင်သူက ထုတ်ပြီးထောက်ပံ့ပေးခဲ့တဲ့အောင်ရောသဘောမျိုးဖြစ်နေသည်။ဩကျွန်တော်တတိရပါပြီမမတင်။ကျွန်တော်အကြောင်းစီကိုကျွန်တော်ရှားပြီးပညာသင်ခဲ့ရပါမယ်။နှုတ်ဤဆောင်မခြင်းဆိုတဲ့မမတင်တိုက်တွန်းပြောဆိုမှု ကျွန်တော်မမေ့ပါဘူး။အကိုကြီးနဲ့မမတင်ကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။ကိုတန်းနိုင်ကလေးနက်သောအထိတ်ပဲဖြင့်ပြောလိုက်သောအခါဒေါ်လာတင့်သည် မျက်နှာပြက်တဲ့အောင်ရောဖြစ်သွားသည်။ဒါထက် မင်းတက္ကသိုလ်ဆက်တက်ဖို့အရှင်နေကချောချောမောမောပဲနေရာကြတယ်မဟုတ်လားဟုတ်ကဲ့နေရာကြပါတယ်မမတင်ကျွန်တော်ကအမှတ်တိတ်ကောင်းတော့စေးတက္ကသိုလ်ကိုတက်ခွင့်ရပါတယ်ဒေါ်လာတင်မျက်နှာသည်ဝင်းလက်သွားသည်ဟဲမမတင်ဝမ်းသာလိုက်တာမောင်လေးရဲ့မောင်လေးဆရာဝန်ကြီးဖြစ်တော့မှာပေါ့နော်စေးပညာဆိုတာတိတ်ကယူဆိုင်ရတယ်လို့ပြောတယ်မောင်လေးအနေနဲ့တက္ကသိုလ်ဖွင့်လို့ကြောင်းတက်ရတဲ့အချိန်ကစပြီ အိမ်အလုပ်တွေမလုပ်ပါတော့နဲ့ကွယ်စာကိုသာဖိဖိစစ်စစ်ကြိုးစားမောင်လေးစားရေးတောက်ရေးဝယ်ရေးဆင်ရေးအတွက်လဲနောက်ပိုင်းကမမတင်အားလုံးလှုပ်ပေးမယ်အားတဲ့အချိန်မှာမင်းညမာလေးကိုစာပြပေးဖို့ဟုတ်ပြီလားမောင်လေးဒေါ်လာတင်ကချောချုံးဝင်နေအောင်ပြောသည် ကိုတတ်နိုင်သည်ဒေါ်လာတင်ကိုဘာမှပြန်မပြောတော့လဲစိတ်ထဲကကြိတ်ပြီးပြုံးနေမိသည်ဟိုဘိုင်ကမင်းတင်ငယ်ချင်းရောဘလို့လဲအောင်တယ်မဟုတ်လား တင်မောင်အေးလား तू လဲအောင်ပါတယ်မောင်လေးနဲ့အတူတူ तू လဲဆရာဝန်တိုင်းပဲလားမဟုတ်ဘူးမမတင် तू ကဝိဇ္ဇာတိတ်မှန်တက်ကတူပါကိုတန်းနိုင်ကပြောပြီးဒေါ်လာတင်စကားမဆက်နိုင်ပြီကျွန်တော်ကိစ္စလေးရှိသေးတယ်ခုဆိုကဒေါ်လာတင်အနားမှာထွက်လာခဲ့သည်တင်မောင်အေးကအောင်တော့အောင်သည်ကိုတက်နိုင်လို့အမှန်မကောင်းတော့ကြောင့်စေးတက်ကတူကိုမရချေဒေါ်လာတင်စက်မင်းနေလျင်တငယ်ချင်းအတွက် ဒေါ်လာတင်အထင်သေးမည်ကိုမခံကျင်သောကြောင့်စကားဖြတ်ပြီးထွက်လာခဲ့ခြင်းဖြစ်သည်။ယခင်ကဤသို့စကားပြောနေရင်းမှဖြတ်ပြီးထွက်လာလျင်မကြည်မဖြူညိုညင်းညူစုနေသည့်အရာလင်းကိုတုတ်ပေတတ်သောဒေါ်လာတင်သည်ယခုမူကိုတက်နိုင်ထွက်ခွာသွားသည်ကို အပြုံးမပြတ်ကြည်နေနိုင်သောစိတ်မျိုးရှိလာစေပြီ။အတတမျှချက်သောမယားကအပြုံးမပြတ်ကြည်ဖြူနေသောအခါ ဥပခိုင်ကပါ ငါညီလေးတိတ်တော်တယ်ဟူသောစကားဖြင့်ဝင်ကြွားသောစကားကိုပြောနေတော်သည် ကိုတန်းနိုင်ကအဆောင်ကိုရအောင်လျှောက်ထားသည်ကိုဥပခိုင်နှင့်ဒေါ်လာတင်တို့အသိလိုက်ကြစီတတလုံးသူတို့လိုချင်သော ပုံစံအတိုင်းကျိုးနှုံလာခဲ့သောကိုတန်းနိုင်သည်ယခုလည်းသူတို့လိုချင်သော ပုံစံအတိုင်းဖြစ်လာမည်ဟုတွက်ထားသည်ကိုတန်းနိုင်လျှောက်ထားသောအဆောင်မှာနေရာရသည် စေတက္ကသိုလ်မဖွင့်မီ၃ရက်လောက်မှာကိုတန်းနိုင်ကအီအိမ်မှအပီးထွက်ခွာတော့ရင် သူအခန်းထဲတွင်တိတ်တဲ့စိတ်ကြိတ်ပြီးပြင်ဆင်နေသည်။သူ့မှာရှိတန်တဲ့အဝတ်စားကလေးများနှင့်စာအုပ်များကိုသူ့တစ်တာထဲမှာနေရာတကျတည်တတ်စွာထည့်လိုက်သည်။မိဘနှစ်ပါး၏ဓာတ်ပုံကို အထူးဂရုစိုက်ပြီး ကောင်းမွန်စွာတင်ဆက်၏။အကယ်၍ဒေါ်လာတင်တို့ကတစ်တာကိုဖွင့်ကြည့်လိုက်ရင်တွေးမြင်သွားကြမည်ကို တွေးကသူ့ကိုယ်ထဲမှာသာသူ့တိတ်စွာတင်ထားနိုင်ရန် ရှက်အင်းကြီးအတွင်ဘက်မှာအိတ်ဝတ်ကလေးတစ်ခုကိုကတ်ပြီးရှုပ်ထားလိုက်သည်။ ထိုအိတ်ထဲမှတေချာစွာထည့်ထားလိုက်၏စိတ်တိုင်းကျတိန်ဆဲထားတို့ပြီးတော့အခါသူအဲ့ရက်လက်ကလေးကိုထမ်းပြီးအိမ်ခန်းထဲကထွက်လာတော့ကိုတတ်နိုင်ကိုအိမ်ရှိခန်းမှာအေးအေးလူလူထိုင်းပြီးစကားပြောနေကြတော့ဥပခိုင်နဲ့ဒေါ်လာတင်တို့ကမြင်တော့အခါအာအာတင့်သွားကြသည်ဟဲ့မောင်လေးရဲ့ဒါကဘာလို့မလို့လဲဒေါ်လာတင်ကမေးသည်ဥပခိုင်ကမူဇနီးတဲ့ဤမျက်နှာကဲကိုသာကြည့်နေသည်စကားတခွန်းမှမပြောသေးရှိ ဒေါ်လာတင်အမေးကိုကိုတန်းနိုင်ကတွက်လက်စွာပင်ဖြေလိုက်သည်ကျွန်တော်အဆောင်လျှောက်ထားရပြီမမတင်ဒီအိမ်မှာမနေတော့ဘူးအဆောင်မှာပဲနေပြီးကြောင်းတက်တော့မယ်ဒေါ်လာတင်မျက်နှာအိုသွားသည် မင်းအပီးထွက်သွားတဲ့သဘောထားမောင်လေးဆိုပါတော့မမတင်မမတင်တို့ကခုံယူနေတော့အခုလိုထွက်သွားတော့မမတင်တို့ဘယ်စိတ်ကောင်းနိုင်ပါမလဲကွယ်ရှစ်စနီးကမသွားစေလိုသောစကားမျိုးကိုပြောသောအခါဥပခိုင်ကစကားထွက်လာသည် တို့ညီကိုနှစ်ယောက်တသက်လုံးချစ်ချစ်ခင်ခင်အတူနေလာကြပြီးမှာအခုတော့မင်းခွဲသွားမယ်ဆိုတာမသိတော့ဘူးထင်တယ်ညီလေးတို့ရှိတယ်လို့မင်းကမရှိဘူးလားကိုဘခိုင်စကားကြောင့်ကိုတက်နိုင်ကပြုံးသည်အစကတည်းကအကိုကြီးဒီလိုစကားမျိုးလဲပြောခဲ့မယ်စကားနဲ့ညီတဲ့စေတနာမျိုးလဲထားခဲ့မယ်ဆိုရင်ဖေဖေနဲ့မေမေတို့ရဲ့ချမ်းမြေလဲမဆုံးခဲ့ဘူးကျွန်တော်လည်းသူများအိမ်မှာကျုံအဖြစ်နဲ့ကျောင်းစရိတ်ရှားရတဲ့အဖြစ်မျိုးရောက်မှာမဟုတ်ဘူး အခုမှအကိုကြီးဒီလိုစကားမျိုးပြောတာမိုးလုံးမှထွန်ချတယ်လို့ဖြစ်နေပါပြီကိုတက်နိုင်စကားမဆုံးမိမှာဥပခိုင်ကဟေးစကားတွေအရင်မပြောနဲ့မောင်တက်နိုင်သူများကြားလို့ဘယ်ကောင်းမလဲဟုမိုးချိုးပြေထမ်းလက်ကားသည့်စကားမျိုးဖြတ်ပြောလိုက်သည်သို့တော်ကိုတက်နိုင်က ပြောမြဲတိုင်းဆက်ပြောသည်အခုမှသူများကြားလို့မကောင်းပါဘူးမပူပါနဲ့အကိုကြီးသူများတွေကအကိုကြီးဘာလုပ်ထားတယ်ဆိုတာ ကြားပြီးနေကြတာကြားပါပြီ။ ကျွန်တော်ကိုယ်တိုင်နဲ့သိခဲ့တာကြားပါပြီ။ဥပခိုင်မျက်နာနေမြန်းသွားတယ်။သူများတွေကဘာကြားလို့လဲ။မင်းကရောဘာတွေကြားထားလို့လဲပြောစမ်း။ဥပခိုင်ဤလေတံကအနာဘောဒုက္ခသည့်လေတံဖြစ်သည်။ကိုတက်ခိုင်သည်ယခင်ကလိုဥပခိုင်လေတံတင်းလိုက်လျင်ဥကောင်းငုံချိုးသွားခြင်းမရှိတော့ပဲရဲရဲပင်ပြန်ပြောသည်။ပြောမှာပါကိုကြီး။ကျွန်တော်မိဘတွေကအကိုကြီးကိုမွေးစားထားခဲ့တာဖြစ်လို့အကိုကြီးနဲ့ကျွန်တော် ရည်ရကိုဆိုပေမဲ့သွေးတဆမှာမတော်ခဲ့ဘူး။ဒါကြောင့်လည်းအကိုကြီးကျွန်တော်ကိုကြင်ကြင်နာနာမရှိခဲ့ဘူးဆိုတာကျွန်တော်သိနေခဲ့တာကြားပါပြီ။ကျွန်တော်မိဘပစ္စည်းတွေကိုအကိုကြီးစိတ်တိုင်းကြဖြုံးတိခဲ့ပြီ။နောက်ဆုံးကျန်းနေတဲ့ဒီအိမ်ကြီးကိုလည်းအကိုကြီးနာမည်နဲ့လွှဲပြီးမတရားအပိုင်စီးထားတယ်ဆိုတာလည်းကျွန်တော်သိခဲ့တာကြားပါပြီ။ကျွန်တော်မိဘတွေတည်ဆုံးချိန်ကကိုတတ်နိုင်စကားမဆုံးမီ။ဟဲ့ကောင်တော်တော့တော်ဆိုတော်တော့နော် ။ဥပခိုင်ကပြောပြောဆိုဆိုပြီးကိုတက်နိုင်တက်တာကလေးကိုလှင်မြန်စွာဆွဲယူလိုက်သည်။မင်းကဒီအိမ်ပေါ်ကဆင်းတော့မယ်ဆိုတော့မင်းတက်တာကိုထုံးစံအတိုင်းရှာရမယ်။ဘာပစ္စည်းတွေကိုခွင့်မပြုပဲယူသွားတယ်လဲဆိုတာသိရအောင်မင်းတက်တာကို ခွင့်ပြစမ်း။ဥပခိုင်က ပြောတော့အခါဤသို့ဖြစ်လိမ့်မည်ကိုကြိုတင်တွေးထားသောကိုတက်နိုင်က အကိုကြီးနဲ့မမတင်စိတ်တိုင်းကြတာရှာကြည့်ပါဟုပြောပြီးတစ်တာကိုဖွင့်ပြလိုက်သည် ဒေါ်လာတင်ကပါနဲ့တော့မိမဖြစ်သည့်အလျောက်ကိုတန်းနိုင်တက်တာကိုရှာဖွေကြည့်ရှုခြင်းမပြုချေထိုင်မဲထိုင်နေရမှာသာထိုင်နေသည်ဥပခိုင်ကသာမှွေနောက်လှန်တော်ကြည့်ရှုသည် သူတို့ကောက်ွက်เสียပစ္စည်းဟူ၍ဘာမှမတွေ့ရှိမိဘဓာတ်ပုံကို ကိုတန်းနိုင်က သူ့အင်းကြီးထဲမှာလျှို့ဝှက်စွာထဲထားသောကြောင့်ဥပခိုင်မတွေ့ရှိအဲ့ရလေးဖြည့်ပြလိုက်ရအောင်လားကိုကြီးဟုကိုတန်းနိုင်ကပြောသည်တို့အခါငိတ်သက်စွာထိုင်နေသောဒေါ်လာတင်က တိမ်မွေ့ညင်သာသောအတန်ဖြင့်ဝင်ပြောလိုက်။ဘောင်ရဲ့ခလေးစိတ်မကောင်းအောင်ဘာတွေချောက်လုပ်နေတာလဲ။တော်ပါ။ရှာလားဖွေလားတော့မလုပ်ပါနဲ့။ကဲကဲတစ်တာကိုပြန်ပိတ်လိုက်မောင်လေး။မောင်လေးစိတ်ချမ်းသာတယ်လို့လားနေပါကွယ်။အိမ်မှာမပြောလို့အစာမတော်နေမယ်ဆိုတာမမတိတ်မတားပါဘူး။အခုတွားကနေထစ်ထစ်ငေါငေါဖြစ်တာ။မောင်လေးတို့ညီအကိုချင်းဖြစ်ကြတာနော်။မမတိတ်နဲ့ဘာမှမဆိုင်ပါဘူးကွယ်။မမတိတ်ကိုတော့ ရှင်မြရှစ်ပေးပါမောင်လေးရဲ့ဒေါ်လာတင်ကနောက်ဆုံးဝင်ပြီးလေချိုလေးဖြင့်နှမ်းဖြူလိုက်ပြန်သည်ကိုတက်နိုင်ကမူသူ့တက်တာကိုနေရာတကျပြန်ပြင်ရင်စိတ်ထဲကနာကြီးနေတော့လေမျက်နာကစိတ်နာတော့အမူအရာမပေါ်ပေါက်နိုင်ပဲဒေါ်လာတင်ဤအလိမ်မာဖတ်ပုံကိုရဲကျင်သောမျက်နာသာပေါ်လာနေသည်ထို့ကြောင့်ခပ်ပြုံးပြုံးမျက်နှာထားဖြင့်ပင်ကျွန်တော်ဘလို့မှသဘောမထားပါဘူးဒါကြောင့်လဲတိလျက်နဲ့ လာပေါင်းနှစ်ပေါင်းအကြာကြီးမြို့သိပ်တင်းချင်းခံလာခဲ့တာပေါ့မမတင့်ရဲ့ဟုပုံမှန်လေးတန်းဖြင့်ပြန်ပြောကသူ့တစ်တာကိုပခုံးပေါ်ထမ်းကအဲ့ရလိုက်ကို လက်ကဆွဲပြီးအိမ်ထဲမှာထွက်လာသည်အရေးကြီးဖြစ်နေစဉ်ကဘာမှဝင်မပြောပဲမျက်လုံးဝိုင်းကလေးဖြင့်တိတ်ဆိတ်စွာကြည့်နေခဲ့သောမေတင်ခံသည်အိမ်ထဲမှာကိုတက်နိုင်ထွက်သွားသည်တွင် ကပြားကတိထပြေးလာသည်ကိုကိုမတွားရဘူးညီမလေးကိုမထားခဲ့ရဘူး မတော်ပါနဲ့ကိုကိုတက်ရဲ့ဟုငိုရင်းပြောရင်ကိုတက်နိုင်လက်ကိုဆွဲထားပြီသူ့မိဘတွေကိုစိတ်နာတော့လဲသူ့အပေါ်မှာအရွယ်လေးနဲ့မလိုက်အောင်ကျင်နာမှုရှိတော့သူကိုယ်တိုင်ရူရရှိဖို့ထိန်းကြောင်းခဲ့ရတော့မေတ္င့်ခံကလေးကိုမူကိုတက်နိုင်သည်တန်ရောစဉ်ရှိနေသည်ရှစ်ခင်တွေ့တာနေသည်ထို့ကြောင့်သူ့လက်ကိုဆွဲကင်ထားတော့မေတ္င့်ခံကို ရရဆက်ဆက်မယုံထွက်ရပဲသူ့အလိုလျောက်လှုပ်အောင်ရဆိုင်ပြီးစကားပြန်ပြောလိုက်သည် ကိုကိုတက်အလကားသွားတာမဟုတ်ဘူးညီမလေး။စားရွေးအများကြီးသွားတင်ဖို့သွားရတာ။ကိုတကာကညီမလေးဖျားတော့ဆရာဝန်ကြီးတယောက်ပြင်ပြီးဆေးကုရတာ။ဆေးထိုးရတာတွေကိုညီမလေးမှတ်မိလား။မှတ်မိတယ်ကိုကိုတက်။မေတင်ခံကပြန်ပြောသည်။အေးအဲ့ဒါလို့ဆရာဝန်ကြီးဖြစ်အောင် ကိုကိုတက်သွားတင်မလို့ညီမလေးရေ။ဆရာဝန်ကြီးဖြစ်တော့ညီမလေးတို့စီပြန်လာမှာလား။ညီမလေးစီကိုပြန်လာမယ်နော်။ မတင်ခံကညမာလေးတို့ဟုဆိုသည်ကိုကိုတန်းနိုင်ကတို့ဟုသောစကားမသုံးပဲညမာလေးဟုတူးတဲကိုသာရည်ရွယ်ပြီးပြန်ပြောလိုက်သည်ကိုကိုတက်ပြန်လာတော့မလာရင်ညမာလေးငိုနေမှာငိုမမဲ့မျက်နှာလေးဖြင့်မှားချားနေသောမေတင့်ခိုင်ဤတနာစပွဲအမူအရာကလေးကိုမြင်သောအခါကိုတန်းနိုင်သည်တော်တော်ပင်စိတ်မကောင်းဖြစ်သွားသည်သို့တော်မေတင့်ခိုင်မိဘတွေပြုမှုထားသည့်나ကြီးချက်များနှင့်အကြောင်းမှန်ကိုရှင်းရှင်းလင်းလင်းပြောကြားထားပြီးမ စနစ်လိုစိတ်လုံးဝမရှိတော့သောကြောင့်ကိုတန်းနိုင်က မေတ္တခံကလေးကိုတနာလျက်နဲ့ပြန်လာမယ်ညီမလေးစိတ်ရှနော်ခုဆိုကမေတ္တခံလေးဤနှစ်ဖိုးပြင်ကိုချစ်ခင်စွာနမ်းပြီးထွက်လာခဲ့သည်ကိုကိုတက်ရင်ညီမလေးညီမလေးစောင့်နေမယ်နော်ဥသောအတန်ကလေးကကိုတန်းနိုင်ဤနောက်ွယ်နှိမ့်ပြန်၍ကြံ့ရဲခဲလေသည် ဟုတ်ကဲ့ပါခင်ဗျာဆရာရည်သူဆရာမကြီးမဝင်းမြင့်ရေးသားတော့ တိရိစ္ဆာနာဒေဝီတို့အမိရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့စီစဉ်တက်ဆက်ခြင်းကိုဒီမာတင်ခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွန်လန်းချမ်းမြေ့ကြပါစေခင်ဗျာ